ရန်ပြည်နယ်တောင်ပိုင်းဖဲခုံရင်ရှေ့ဘက်ကစောင်းနှန်းခန့်ကျွရကိုစစ်ကောင်စီတပ်နဲ့ပအိုးပြည်သူစစ် PNA တပ်ဖွဲ့ကပြီးခဲ့တဲ့ဇွန်လ24ရက်နေ့မှာမိရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်30ကျော်မိလောင်ဖျက်ဆီးသွားတယ်လို့ဖြစ်စဉ်အခြေအနေကိုသိရှိတဲ့ဒေသခံတွေကမြန်မာနောင်ကိုပြောပါရယ်စောင်းနှန်းခန့်ရွယ်မှာအင်ဂျင်60ကျော်လူဦးရေ400ကျော်နေထိုင်ပြီးတော့ကင်းနီတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါစစ်တပ်နဲ့ပိုးပြည်သူစစ်အင်အား900ကျော်ကရွာကိုစစ်ကြောင်းထိုးသိမ်းပိုက်ခဲ့ပြီးတဲ့နောက် မိရှို့ဖြစ်စည်းသွားတာလို့ဖြစ်စဉ်အခြေအနေကိုသိတဲ့ညောင်ရွှေမြို့ကံမျိုးသားတူကပြောပါတယ်။အဲဒီစစ်ကြောင်းမှာစစ်ကောင်စီတပ်အင်အား200နီးပါးနဲ့ပအိုးပြည်သူစစ်တပ်အင်အား900ကျော်ပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်။အေးဥသာပါဘူးစစ်ကြောင်းဖူးသွားပြီးတော့ဟုတ်ကလေးရဆက်သွားတယ်ဆိုလား။အမအင်ဂျင်90လောက်ကိုမရှိဘူးလိုက်တော့ဒေသခံတွေကဟုတ်ဥသာကလေးကပြေးကုန်တာလေ။ ့ဟိုအင်ဂျင်နားပဲချုပ်ထွေးအောင်လုပ်တယ်ဟာအစတော့ဟိုကြားရတာဟိုဒီဖက်ခုံနဲ့တော့ဒီနည်းနဲ့အစရောက်လို့ဆိုဘတော်တော့အမှမနားနဲ့အလူကြားတာအကောင်မို့တောင်းခွင့်ပြရောက်သွားတယ်2022နှစ်လယ်ပိုင်းကလည်းစောင်းနှန်းခဲနယ်6မိုင်ကွာထီရွာမှာရှိတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့စခန်းကိုစစ်ကောင်စီတပ်ကဝန်စီးနှင်ခဲ့ပြီးတဲ့နောက်စောင်းနှန်းခဲရွာကနေအိမ်တွေမိရှုဖြက်စီးခံခဲ့ရပါတယ်။ ဆောင်းနှံခဲရွာကိုမိရှုခဲ့တဲ့စစ်တပ်နဲ့ PNA စစ်ကြောင်းဟာဖဲကုံမြို့ရှိဘက်ကမ်းအထိဆက်လက်ထိုးစစ်ဆင်နေတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဤဆက်ရမှာနေထိုင်တဲ့ဒေသခံတို့ကလည်းပြောပါရတယ်။တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတိုက်လီရင်နေနဲ့မှာပြစ်ကူပေးခဲ့တယ်လို့လည်းဒေသခံတွေကဆိုပါရတယ်။ဒီတော့သူတို့ဥပမာပြန်ဦးအဲကဒီဦးရေးစပါးစားမဲ့ကအင်းချူပြီးတော့သူတို့ အဲ့ဒါမျိုးသူပြီးတော့ဟုတ်ဖက်ကတော့အခက်ဖြစ်သွားတယ်သူလည်းရှိလို့ထင်တယ်နော်နှစ်ဖက်ကကျွေးမှဖြစ်အဆဖြစ်တယ်ဘယ်လိုလဲတိုက်ပွဲကြောင့်ဖဲကုံရှိဘက်ကန်ကလွယ်ပေါ်နတ်ပေါ်လုံးနတ်စွလဟဲချေးွာတွေပါဝင်ချေးွာ15ရွာကဒေသခံအနည်းဆုံး2000ကျော်ဟာပင်လောင်းနဲ့ညောင်ရှိမြို့နယ်တွင်းကဘေးလွတ်ရာနေရာတွေကိုထွက်ပြေးခိုလုံနေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အဲဒီစစ်ကြောင်းတွေဟာဖဲကုံမြို့ရှိဘက်ကြီးွာတွေကိုဆက်ပြီးတော့ထိုးစစ်ဆင်နေတယ်လို့လည်းသူတို့ကပြောပါဗျ။ ဖေကုံရှိဘက်ကန်တလျှောက်ကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ထိန်းချုပ်လိုက်တဲ့အတွက်အဲ့ဒီဒေသကဒုက္ခသည်တွေကိုကူညီပေးရဟာအခက်ခဲဖြစ်ရပြီးအဲ့ဒီဒေသတွေကိုသွာလာဖို့လည်းခက်ခဲသွားတယ်လို့ကင်းနီဘီဂျာကာလာစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရမှုနဲ့ဥပညာကပြောပါတယ်ကျွန်တော်ဒီဖေကွန်ရှစ်ချမ်းကလူအလုံးကတော့ကျွန်တော်ဒီဖက်ဒီမော့ဆိုနဲ့ဖေကွန်မြို့နယ်အတွင်းပိုင်းပေါ့နော်ကျွန်တော်တို့ရဲ့ဟိုထင်ချုံမှု area ထဲကိုပဲပြေးလာတာများပါတယ်ဟိုပြေးလာကြတော့ပေါ့နော် အဲ့တော့လောလောဆယ်ကတော့ကျွန်တော်စာဖို့တောက်ဖို့နေရာထိုင်ခင်းနေအမိုးအကာတွေတော့ရည်တကြီးတော့လိုအပ်နေတော့ပေါ့နော်အဲ့ဒါဟာပေါ့နော်ဝင်ပြဆိုကျွန်တော်တို့ဟိုစာအတောက်တွေအပြင်ကျွန်တော်တုံဆောင်ပစ္စည်းတွေပေါ့တချို့ကမပါလာနိုင်ကြောင်းပါလို့ပေါ့နော်နော်ဥပစာတွေစောင်းတွေကစအာခက်ခဲမှုရှိတယ်နော်အခုကမူရတွေဖြစ်တော့ကျွန်တော်ဒီချက်ဖို့ပြဖို့လဲအာခက်ခဲရှိတယ်ပေါ့ထင်းပြဿနာလည်းရှိတယ်ပေါ့နော်နော်ရည်ပေါ့နော်ရည်ရည်တွေတူလောက်ဖို့အတွက်မူကမူကလည်းရည်တူလောက်ဖို့အတွက်လည်းခက်ခဲရှိတယ်ပေါ့နော် ဲ့ဒါပေါလိုက်တော့မူရင်းဖြစ်တော့ပူဆိုးတော့ဗောနော်ဟိုချက်ကိုပြုတ်ဖို့ရောအာရှော့ဖို့ပုတ်ဖို့ရောဟိုစားဖို့တောက်ဖို့ရောနာအမောကာရောအာအဒီဟာရတော့ချက်ချက်ကျုံရတယ်ဟာဟာတိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူးစစ်တပ်လက်ခံ PNA ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်တွေဘက်ကတော့ဗဟုတ်ဒေတာနဲ့ရှမ်းကယားနယ်စပ်တစ်ခုလုံးကိုနယ်မြေရှင်းလင်းမယ်လို့လူလူတွေ့ဆုံပွဲတွေမှာပြောဆိုထားခဲ့ပါတယ် စစ်ကောင်စီတပ်နဲ့ပအိုးပြည်သူစစ်စစ်ကြောင်းဟာလွိုင်းကုန်မိုးပြဲစီဆိုင်လမ်းတစ်လျှောက်ကိုစစ်ကြောင်းဆက်ထိုးနေတာကြောင့်အဲ့ဒီဒေသတွေမှာနေစဉ်လူလူတိုက်ပွဲတွေဖြစ်နေပြီးစီဆိုင်မြို့နယ်တွေမှာလည်းတော်လိုင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ပအိုးမျိုးသားလူမျိုးရေးတပ်မတော် PNL တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။